အလုံးမဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့တာကီတာစေစေးမှာကလေးခိုးယူမှုဖြစ်ပွားပြီးတော့အမေတယောက်ရဲ့ရင်ဖွင့်တဲ့ကိုအလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအလုံးလေးမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာ ကလေးနဲ့လူဖမ်းသမားပေါ့နော်လူကုန်ကူးမှုအန္တရာယ်အကြောင်းပြပြပါမယ်။ကျမအခုပြောတဲ့ဗီဒီယိုတွေမှန်သမျှကျမရေကိုတွေ့ဖြစ်ရမယ်ကိုတိုင်းကြုံခဲ့ရတဲ့ဗီဒီယိုတွေကိုပြန်ပြန်ပြောပြခြင်းပြန်လဲပေါ့နော်ဘဝတူတာမျှဝေခြင်းဖြစ်ပါလေရှင်။ကျမပေါ့နော်တက္ကိတဆယ်ကြီးမှာကျမရေပေါ့နော်ကျမတငယ်ချင်းရေကျမသားအကြီးကောင်ရေဇီသက်ဝယ်တယ်ပေါ့နော်ဇီသက်ဝယ်တော့ကျမတို့ကလူရက်တာအများတော့အတိရွတ်တန်းရောက်တဲ့အခါကျတော့ကျမတို့ကအတိရွတ်တွေရွေးတာပေါ့လေနော်အတိရွတ်တွေရွေးတဲ့အခါကျတော့ကျမကကျမသားအကြီးကောင်လက်ကိုပထမဆွဲထားတာအတိရွတ်တွေရွေးတော့ကလေးကိုလည်းလက်ကတအားဆွဲထားတော့ချွေးလိုက်တာအထွက်နေတော့ ကျမသားဟိုဗောနော်ကျမတငယ်ချင်းရဲ့ကျမရှားတယ်မှာကျမခဏထားပြီးတော့အတီးရအထုပ်လေးထောင်တယ်ထောင်မိုးသုံးလို့ဆိုတော့ကျမလည်းအသေးစားဝင်ရွေးတာဗောလေနော်ဝင်ရတဲ့ခါမှာကျမတို့ဘေးနားရောဗောနော်တောင်ပွင်းနဲ့အဖိုးကြီးပုံစံမျိုးလူတစ်ယောက်ကဟိုယောဂီဝတ်စုံဝတ်ထားတဲ့အတန်းဆားတဲ့တောင်စားလို့ပုံစံမျိုးဗောနော်အဲ့လိုလူကြီးတစ်ယောက်ကကျမတို့နားလာတယ်ဗောလာလာကျမလည်းဗောဈေးဝယ်လို့ဗောဒါမှမဟုတ်တောင်စားတဲ့ထင်ပြီးတော့ကျမလည်းဒီတိုင်းမကြည့်နေတာဗော အဲ့ဒါနဲ့ကျမတို့နောက်တော့နီးနီးကက်ကက်လာပြီးတော့ကျမတို့သားအကြည့်ကအောင်ပါလိကိုဝင်ခိုင်းတယ်ပါလိကိုဝင်ခိုင်းပြီးလက်ကိုဆွဲတယ်ပေါ့နော်လက်ကိုဆွဲတယ်ပါလိကိုကိုင်းတယ်လက်ကလေးတွေကိုဖြန့်ခိုင်းတယ်စပင်းလေးတွေကိုတတ်တယ်ဆိုတော့ကျမကလည်းပေါ့နော်ကျမသားအကြည့်ကအောင်ချစ်လို့ပေါ့နော်ချစ်လို့ဒီလိုလုပ်တယ်ပေါ့လေအဲ့ဒါနဲ့ကျမလည်းဆက်ပြီးတော့ဆက်ယူနေတာပေါ့ပြီးလဲပြီးလဲပြီးတော့ကျမကလည်းအထုပ်တွေလည်းယူနေတဲ့အချိန်မှာကျမကလေးဘက်ခနဲ့သူပြောက်သွားတော့ကျမကလည်းဟို ဟိုလန့်တော့ဟာလန့်လဲကျမဘေးဘီယာကိုကြည့်တယ်ကျော်သူကကျမသားကြီးကောင်လက်ကိုဆွဲပြီးခေါ်နေပြီခေါ်လဲခေါ်လဲအချီကောင်ကျမသားကြီးကောင်လဲဗစက်လေးဟပြီးလိုက်သွားမဲ့ပုံစံမျိုးပေါ့နော်စိတ်ဘိုင်းမြန်လောက်ထားတာမသိဘူးပေါ့နော်အဲ့တော့ကျမသားရှင်ကျမသားဘာလို့ထားလဲဘာညာနဲ့ကျမအော်ကြီးကျယ်နဲ့ထပြီးတော့ပေါ့နော်ထပြီးတော့ပြောတဲ့ခါမှာ သူကပေါ့နော်ခလေးကိုချစ်လို့ပေါ့ခလေးကိုချစ်လို့ပေါ့နော်ခေါ်တာပေါ့နော်စတာပေါ့ဒါပေမဲ့စရဲဆိုမင်းစတာဒီလိုပုံစံမျိုးမဟုတ်ဘူးလေစရဲဆိုတာခေါ်သွားစရာမလိုဘူးလေကျမလည်းအော်ချစ်ချင်ရှင်ကျမခလေးခေါ်သွားမှမလားဘာလာနဲ့ကျမလည်းပြောလေပြောလေပြောအဲ့ဇေယောင်းနဲ့ကောင်နေမဟုတ်ဘူးလေတောင်းစားတာတောင်းစားတာဆိုဒီလိုပုံစံမျိုးမဟုတ်ဘူးလေလို့ကျမကလည်းအော်ချစ်ချင်နဲ့ဟိုလူသားသူကြားထဲမှာပြောတဲ့ခါကျတော့အဲ့တောင်းမွေးနဲ့ယောဂီဝိစုံဝစ်ထားတဲ့တောင်းစားလိုမျိုးပုံစံနဲ့အဖို့ကြီးရလေ တောင်မှုဘယ်နှထားကြလဲမသိဘူးလမ်းလျှောက်တာမတ်တက်ကိုမြန်းနေတာပဲကျမအဲ့လိုအော်ကြီးကျယ်ပြောနေချိန်မှာသူချက်ချင်းပြောက်သွားတယ်ပြောက်လေပြောက်သွားလေပြောက်သွားလေကျမတို့ငယ်ချင်းနေရပေါ့နော်အဲ့ဒီကျမဟိုကျမတို့စိတ်ထဲမှာတကလုံးစိတ်တွေကလည်းဒေါသတွေထွက်စိုးရင်စိတ်တွေလည်းညားပေါ့နော်ကျမသားလေးကိုပြင်ရခဲ့ပေမဲ့ပေါသွားရင်ဘယ်လိုလုပ်မလဲဆိုရယ်စိုးရင်စိတ်တွေတယ်ပေါ့နော်ကျမလည်းသူ့လိုက်ကြည့်တာပေါ့သူ့လိုက်ကြည့်တဲ့ချိန်မှာကျမတို့နဲ့တော်တော် ခက်လန်လန်ကမှတ်တိုင်ဆိုအဝေးပေါ့နော်အဲ့ကမှတ်တိုင်ကိုရောက်နေပြီပေါ့နော်တကယ်ဆိုလို့ဆင်လို့ရှိရင်ဒီလိုအဖိုးကြီးပုံစံတုံးတုံးချီချီတောင်းဝန်းနေဆိုလို့ဆိုရင်ဒီလောက်လူဒီကြားထဲမှာပေါ့နော်မြ мян ဆက်ဆက်ဘလုံးမှမသွားနိုင်ဘူးပေါ့နော် ော်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်အသက်40ကျော်50လောက်အဖိုးကြီးပုံစံရောက်ဆောင်ပြီးတော့ပေါ့နော်ကလေးတွေကအဲ့လိုလူကုန်မှုလူကုန်ကလေးကိုလိုက်ခုံတယ်တကယ်လို့ကျမတို့ကပေါ့နော်အဲ့နေရာမှာကလေးကိုမေ့ပြီးတော့ပေါ့နော်ကလေးကိုဂယုမဆိုင်ပြဘူးဆိုရင်ကျမသားလေးပါသွားပြီပေါ့နော်ကျမအဲ့လိုမျိုးစွန့်စီကြီးပြီးတော့နောက်ပိုင်းကျကျကျမလူရှုပ်တဲ့နေရာလူရှုပ်တဲ့ဈေးတွေဆိုရင်ကျမမတော်တော့ဘူးကျမကတားတွေလေကလေးတွေများတော့ဟိုဥစားလေမေ့တက်တယ်ပေါ့နော်မေ့တော့အဲ့လိုဈေးမျိုးတွေဆိုကျမလုံးဝမ